အမေရိကန်ဟာအီရန်နဲ့နျူကလ িয়ার သဘောတူညီချက်နဲ့ပတ်သက်ပြီးလာမယ့်သတင်းပတ်မှာတွေးဆောင်ဆွေးနွေးမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကပြောကြားပေးမိ။ဒီလိုသဘောတူညီချက်ကအရင်ကြီးလိုအပ်တယ်လို့မယူဆကြောင်းထပ်လောင်းပြောဆိုပါရယ်။ကျွန်တော်တို့နောက်တစ်ပတ်မှာအီရန်နဲ့စကားပြောမယ်။သဘောတူညီချက်တရက်လက်မှတ်ထိုးပြစ်နိုင်တယ်။ကျွန်တော်အတွက်အဲ့ဒါကသိတ်လိုအပ်တယ်မထင်ဘူး။ဆိုလိုတာကသူတို့ဆစ်ဖြစ်ခဲ့တယ်တိုက်ခဲ့တယ်။အခုတော့သူတို့ကဘာစီသူတို့ပြန်သွားနေပြီ။ သဘောတူညီချက်ရရမရရကျွန်တော်ဂရုမစိုက်ဘူးလို့ Trump ကဒီ hack မျိုးမှာကျင်းပနေတဲ့ NATO ထိပ်သီးအစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားလိုက်ပါတယ်။ Trump ကသူ့အဆိုအရအနေနဲ့အရှိအလေပိုင်းမှာတင်းမာမှုတွေမပြတ်တပ်မီကအီရန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေအတွင်ကြိုးပမ်းခဲ့တဲ့အရင်ကကတိကဝတ်တကူပဲရရှိနိုင်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့ထပ်လောင်းဆိုပါတယ်။ကျွန်တော်တို့တောင်းဆိုမယ်တခုတည်းသောအရာကအရင်ကတောင်းဆိုခဲ့တဲ့အတိုင်းပဲဖြစ်တယ်လို့ ူကဆိုပြီးတော့အဲ့ဒီလိုမျိုးနျူကလ িয়ার သဘောတူညီချက်ကိုလိုအပ်တယ်လို့မရှုံးမြင်တော့ကြောင်းထက်လောင်းအတည်ပြုပြောဆိုလိုက်တာပါ။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စွမ်းရည်တွေကိုဖျက်ဆီးပြီးဖြစ်တယ်လို့သူကအခိုင်အမာပြောဆိုပေမဲ့အစိုးပိုင်းထောက်လန့်ရေးအကဲဖြတ်ချက်တွေကအဲ့ဒီလိုမဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ကျွန်တော်တို့နျူကလ িয়ার လက်နက်တွေမလိုချင်ဘူး။ဒါပေမဲ့နျူကလ িয়ার ကိုဖျက်ဆီးလိုက်ပြီးပြောရရင်အီရန်နျူကလ িয়ার စွမ်းရည်ပျက်စီးသွားပြီးအီရန်မှာနျူကလ িয়ার လက်နက်ရှိမှာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တာပဲ။ အခုတော့ဒါကိုကျွန်တော်တို့ဖောက်ခွဲပြစ်လိုက်ပြီးအပိသက်ဖျက်ဆီးလိုက်ပြီးဒါကြောင့်ဒါနဲ့ပတ်သက်လို့ကျွန်တော်စိတ်ထဲမထားတော့ဘူးစာချုပ်စာရန်ရှိတာကတော့မဆိုးဘူးပေါ့ကျွန်တော်တို့သူတို့နဲ့တွေ့ရမယ်လေလို့ Trump ကပြောပါတယ် Trump ဟာအခုဆင်မြင်ထပ်ပေါ်တက်ရောက်လာတဲ့အချိန်မှာနိုင်ငံတော်လုံခြုံရေးအကြံပေးလဲဖြစ်တဲ့နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကိုသဘောတူညီချက်မူကြမ်းရေးဆွဲခဲ့သလားလို့မေးမြန်းခဲ့ကြောင်းလဲသတင်းထောက်တွေကပြောပါတယ် ။အမေရိကန်အနေနဲ့ဒီလိုမျိုးစာချုပ်စာရန်တရက်ကိုလက်မှတ်ရေးထိုးနိုင်ဖို့အီရန်ကိုနားချနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းလဲသူကပြောပါရယ်။ဒီလိုသဘောတူညီချက်တရက်ဟာအမေရိကန်နဲ့တဆင့်ဂျာခန်ထက်တိုက်ရိုက်ဆွေးနွေးဖို့အီရန်ရဲ့သဘောဆန္ဒပေါ်မူတည်လိမ့်မယ်လို့ရူဘီယိုကသတင်းတောက်တွေကိုပြောကြားခဲ့ပါရယ်ရှင်။ လူ့ကောင်မီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ